တရင်ပေးသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တရင် channel မှာဒီကနေ့မတ်လ9ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တက်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါတယ်ခင်ဗျာကိုရကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်တိုင်းတန်လျင်မြို့နယ်အေရဝတီရေတပ်စခန်းဌာနချုပ်မှာရေတပ်ဦးစီးချုပ်ဖိုးချုပ်ကြီးဝင်းထိန်ရဲ့အမိန့်နဲ့အရေးပေါ်ရေရာတို့ကပထန်းရုံနေတင်နှံများပို့ချတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် ရန်ကုန်တိုင်းတန်လျင်မြို့နယ်အေယာဝတီရေတပ်စခန်းဌာနချုပ်မှာရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထင်ဝင်းရဲ့အမိန့်နဲ့အရေးပေါ်ရည်ရာအတွက်ရုပ်ပတ်ပူဇော်နိုင်ရန်ပဌံရုပ်နေတင်နှံများပို့ချနေပြီးရေတပ်ဦးစီးချုပ်ရဲ့ဇနီးပါဝင်ရရှိဇနီးမတ်နှမများအားလုံးတက်ရောက်နေရတယ်လို့ရေတပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။မတ်လ10ရက်နေ့မှ9ရက်နေ့အထိအေယာဝတီရေတပ်စခန်းဌာနချုပ်ဓမ္မယုံမှာပဌံရုပ်နေတင်နှံဖွင့်လှစ်နေခြင်းဖြစ်ပြီးငွေလာရတနာဗီဒမတင်နှံမှုဟာငင်းစားဖို့ကြောင့်တင်ငွေရဲ့တမိနဲ့ စစဲဆရာဝန်တရေမှုရဲ့စနေခန္တနာဦးတို့ကအဆောင်ပြီးတနန်းပူချနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါပြန်ဆိုပါပဋ္ဌာန်းယုတ်နေတနန်းတို့ကာကွယ်ဦးစီးချုပ်ရီဘိုးချုပ်ကြီးဝင်းထင်းရဲ့ဇနီးနဲ့အတူရာရှိများရဲ့ဇနီးများတက်ရောက်နေပြီးတနန်းတက်ရောက်ခြင်းမရှိသူများကိုရေယူမယ်လို့ဆိုကမဖြစ်မနေတက်ရောက်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မတ်လ9ရက်နေ့မှာတနန်းစံပွဲနဲ့စုပေးပွဲပြုလုပ်တော့မှာဖြစ်ပြီးရေတထဏချုပ်ဓမာယုံမှာလည်းဒီကနေ့ညနေ6:30မိနစ်မှာစလို့နေစဉ်ဓမ္မစကြတုတ်တန်ရုပ်ဖက်ရံလည်းအမိန့်ထုတ်ထားတယ်လို့သိရပါတယ်။ အခုအေယာဝရီရေတပ်စခန်းဌာနချုပ်တန်လျက်ဆုံးမှာပဋ္ဌာန်းသင်တန်းခုနှစ်ရပ်ဖွင့်နေနေပါတယ်။ကာကွယ်ဦးစီးချုပ်ရေဗိုလ်ချုပ်ကြီးထိန်ဝင်းရဲ့မိန်းမကိုယ်တိုင်တက်ရောက်နေရတယ်။အေယာရှိဇနီးတွေအကုန်မတမ်းမနေရဆိုပြီးမတည့်ရင်ရေယူရမယ်ပြောလို့အကုန်လုံးတက်နေကြတယ်။ရေတပ်ဌာနချုပ်ဓမယုံမှလည်းနေတိုင်းဓမ္မစကြတုတ်တန်ရုပ်ဖက်ရမယ်ဆိုပြီးမိန်းထုတ်တာတယ်လို့တတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းနဲ့ခင်ကတော့မေအောင်လင်းကပူတင်ကိုဖျားပြရိတ်တော်အရာကြွမင်းလို့တင်စားစေခဲ့သူလက်တက်တရားကဟာ စကောင်းစီဒုံနိုင်ငံကြားရေးဝန်ကြီးလွင်ဦးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရုရှားခေါင်းဆောင်ပူတင်နဲ့မင်းအောင်နိုင်တို့မန်ရှလာလေယံနေကတွေ့ဆုံစဉ်မင်းအောင်နိုင်ကပူတင်ကိုမျက်စောဖျားရဲဖြားရိတ်တော်လာချော်မင်းဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုပြီးအဆိုပါအကြောင်းရေးသားထားတဲ့စာအုပ်ကိုလည်းပူတင်ထံသို့ပေးရခဲ့ပါတယ်။အဆိုပါစာအုပ်ကိုခိုင်းမှဒုသေသနာစာတမ်းမရှိဖျားဟောဟုံးမဟုတ်ဒီမပြုံးနိုင်မဲ့ရှားပွေဖော်ထုတ်ရေးသားသူဟာယခုစကောင်းစီရဲ့ဒုတိယနိုင်ငံကြားရေးဝန်ကြီးလွင်ဦးဖြစ်တယ်လို့ဆိုပါတယ်။ မောင်မင်းလွင်ဟာပါဠိဆရာကြီးဦးစောဆိုသူမြေသူမြေမှန်မသိတဲ့စာရေးဆရာတဦးရဲ့1938ခုနှစ်ကထုတ်ဝေတဲ့စာအုပ်မှမျက်နှာစာ48ခုပါတဲ့စာအုပ်ကြီးကိုကိုးကားပြီးရုရှားနဲ့မြန်မာပြည်ချစ်ချစ်ရေးကိုမွန်းတင်လို့ရေးသားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်2023ခုနှစ်ဖေဖော်ဝါရီ3ရက်နေ့ကသတင်းစာမှာမောင်မင်းလွင်ကရေးသားခဲ့ဒီမှာမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာပထဝီတီနီယာအနေထားရမိုင်းပေါင်း၄000ကျော်ဝေးကွာတော်လဲဒီကနေ့လက်ရှိကာလမှာနှစ်နိုင်ငံကြားဆက်ဆံရေးမှာမိတ်ဆွေရေးမှာက ညီရင်းကိုဘမစိတ်ချင်းနှလုံးသားချင်းဆန်းွယ်ရေပတ်လျက်ရှိပါတယ်။1958ခုနှစ်ဖေဖော်ဝါရီ16ရက်နေ့မှစတင်လို့တနမန်ဆက်ဆက်ရေးစတင်ခဲ့ရမှာရခိုးခါမှာ85နှစ်တိုင်တိုင်ပြင်းပြောက်ခဲ့ပြီးဖြစ်ပြော။စိန်ရတို့အချင်းကာလနဲ့တိုက်ဆိုင်စွာပင်နှစ်နိုင်ငံဆက်ဆက်ရေးဟာတမိုင်းကြောင်းတစ်လျှောက်ထွန်းလင်းတောက်ပဆုံးအချင်းကာလဖြစ်ပါတယ်။မူလရှိရင်းဆိုတဲ့နှစ်နိုင်ငံဆက်ဆက်ရေးဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဦးဆောင်မှုအောက်မှာတည်တာထင်ရှားစွာတိုးတက်လာခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ ဒါပြင်စပို့လူတော်ဖြစ်တဲ့မောင်လွင်မြင့်ရဲ့မျောက်လုံးပိတ်လုံးတွေဟာဒီများနဲ့မရက်သေးပါဒါအစပင်ရှိပါတည်းရင်2015လောက်ကိုင်းစပွဲအတွင်းမှာတရုတ်ဘက်သို့လက်နက်ကြီးချော်ပြတာကြောင့်ယာရုမနားလဲရတဲ့လက်ရှိနိုင်ငံသားရေးဒုဝန်ကြီးဟာသူ့ဟာဆက်လက်ပြီးတော့တနမန်ယာရုမတဆင့်ဝင်ကြီးနေရပေးထားတဲ့သူ့ရဲ့ထက်လူကြီးကိုစပ်ပါခဲ့ပါတယ်ဗျာလေးတော်ရှိခဲ့တဲ့ဆိုတဲ့ခေါင်းစဉ်ကွဲရဲ့အောက်မှာဒူဆောင်တုံးနဲ့ချစ်ချစ်ရေးကိုဆက်လက်ကလောင်သွေးရမှာတယ်ထို့ကဲ့သို့ကလောင်သွေးပေမဲ့သူဟာစာထက်ပေတဲ့ပုံကိုမဟုတ်ပါစာရေးစရာတို့တက်အပ်တဲ့စိုးတိုးပြို့တက်မှလည်းခြာတိုးလန့်ပြီး ူကိုကားတဲ့ဘိုးဟာမြေတီခက်ကမှဘောင်းဝင်တန်းဝင်တဲ့တမိုင်းမျိုးမဟုတ်ခဲ့ပါသူ့ရဲ့ရေးသားထဲမှာနိုင်ငံဆက်ဆိုင်ရင်နဲ့ပတ်သက်လို့တမိုင်းချောင်းဆင်လာများစွာရှိခဲ့ပါတယ်ဒီထက်ပိုပြီးတော့ပင်ဂေါတမမြတ်စွာဘုရားရှင်လက်ထက်ကဗျာဒိတ်တော်ရှိခဲ့ရမှာယခုဖြစ်ပေါ်ဒုတန်းမှုဟာဂျန်ကန်လာဘုရားဟောနဲ့အညီဖြစ်တဲ့လျောက်ဇတိရဲ့မင်္ဂလာအပြပြပြေးွားတဲ့ဖြစ်စဉ်တခုဖြစ်ပေတယ်လို့ဆိုပါတယ်ဂျန်ကန်ဆာလာတို့အရာတင်ပြရသောမဟာဘိတကဗဏိတဘွဲကံပါဠိဆရာရဲ့ဦးစိုးရေးတဲ့ဦးအောင်စရာထုတ်ပတ်တိစာမျက်နှာ58မှာဖော်ပြထားသည်မှာ ဗျာဒိတ်တော်လာမှာမိလို့ခေါင်းစဉ်တတ်ထားပြီးတော့၎င်းရဲ့အခြေတဝင်းဟာထိုးနောက်တော်မကြော့မဲဟာမြေစီမြေဦးများကိုတို့ယူခဲ့၍အစောပါမြေစီမြေဦးတို့နဲ့မြတ်စွာဘုရားပူဇော်တက္ကရာပြုလေပါတယ်။ဤသို့ပူဇော်တာကိုမြတ်စွာဘုရားခိုင်းဦးတော်မူပြီးပြုံးတော်မူပါတယ်။ပြုံးတော်မူတဲ့အကြောင်းကိုညီတော်အာနန္ဒကရှောက်ထားတော့မြတ်စွာဘုရားကချက်သားအာနန္ဒဤတော်မကြော့မဲဟာငါဘုရားတာသနာတော်နှစ်နှစ်ထောင်ကျော်တဲ့အခါဘာပမင်းတို့လက်ထက်ဒိုးဆောင်ဆက်နှမျိုးမှာရုရှားလူမျိုးဖြစ်လက်တန်း အဆိုပါရုရှားလူမျိုးမင်းဟာလက်နက်စကြအမျိုးမျိုးကိုတမ်းမြောက်၍လက်နက်စကြရှင်ဖြစ်လက်တန်းအဆိုပါလက်နက်ရှင်ဖြစ်တဲ့ရုရှားမင်းဟာအပရဏဒိုင်းကြီးရှင်မြန်မာပြည်ရင်တို့နဲ့ချစ်ကြည်တဲ့မဟာမိတ်ဖြစ်လက်တန်းဆိုပြီးဗျာဒိတ်စကားမော်ကြားတော်မူပါတယ်။ဤကတာတနာတိုက်လာဒေသနာတော်အားဆိုတဲ့အကြောင်းလို့ဖြစ်ပါတယ်။လွန်ခဲ့တဲ့2500ကျော်ကခေါ်တော်မမျက်စောဘုရားရှင်ရဲ့ဗျာဒိတ်တော်ဟာဓာတိခွတ်တိတိကျမှန်ကန်နေတာကိုဒီကနေ့ကလာမှအန်ဟောပွဲရာတွင်းမြင်ရတယ်လို့မရှက်မကြောက်ရေးခဲ့ပါတယ်။စကောင်းစီရဲ့ဒုဝင်ကြီးတအူးကခေါ်တော်မဗျာဒိတ်တော်ကိုတကယ်ပင်တူယုံတယ်လို့ရေးသည်လို့ ဇာဖတ်သူတွေယောက်ျားဆေးလို၍ရေးသီးလို့မတိရပေမဲ့စာအုပ်ဖြစ်ပင်ထွက်ပေါ်လာပါတယ်။အဆိုပါစာအုပ်ကရေကူးကရုရှားနာရှင်ပူတင်နဲ့တွဲဆုံစဉ်မဟာလလက်ဝက်မှာခြင်ထားတဲ့တရေဘုံစာအုပ်ဖြစ်ပြီးတော့အကျော်ဒီကကျော်ပုံးမြန်မာရေကူးကရန်ကုန်မှာရှိတဲ့တဏမန်အတိုင်းဝိုင်းချောင်းမှာခွက်ခွက်လအောင်ရီမောနေကြပြီလေဖြစ်ပါတယ်။တို့ရမှာဝေရောက်မြန်မာကျွမ်းကျင်သူလူပြုများကတော့ကျော်ခဲစားကိုတပန်းမလဲကြသေးပဲဟိုမေးတိမေတာရှိနေပါတယ်။အမှန်ဆက်ဆက်လွယ်ဝန်းကစာရေးဆရာဖြစ်ချင်သူဖြစ်ပါတယ်။၎င်းကအိမ်အောင်တဲ့တဝူးဖြစ်ပါတယ်။သူ့ရဲ့ဇနီးဖြစ်သူဟာဒေါ်မင်းတန်နာဖြစ်ပါတယ်။ တခြားသောဇက်ဖို့လူတို့ကစာရေးဆရာများကဲသို့ပင်လူတစ်လုံးတစ်လုံးဖြစ်ချင်ပါတယ်။တမိုင်းเจ้าမှာသူတို့ဘာမကောင်းကြောင်းဓမ္မတော်ဒါအများကားသာလျင်စင်လုံးချောဖြစ်ကြောင်းအချာဇက်ဖို့များနီးတူရေးသားနဲ့ခြံခဲချင်းသူဖြစ်ရမှမကြသေးမိကပင်သူ့ရဲ့တဏ္ဍမန်ဆင်းမြေပြင်ရှေ့တန်းတဲ့နေရာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်တဏ္ဍမန်တဦးရဲ့ဘဝအတွေ့အကြုံဆိုပြီးမောင်လွေမြင့်ဆိုတဲ့ကလောင်နဲ့ပင်စာအုပ်ပို2000နဲ့ခြာရောင်းလိုက်ပါတဲ့။တို့ရမှာသူ့ရဲ့ဆိုဟာရဝင်းကြမရှိဆိုတော့အဆိုပြင်ဒဏ္ဍမန်ရေးရကိုစစ်ကွင်လို့ပင်ထင်ရှိနေတဲ့ရေးသားမျိုးဖြစ်ခဲ့အောင်။ ထိုးချင်းကဘင်္ဂလားဒေ့ရှ်တပ်များနဲ့ကထောက်ကစားဖြစ်ခဲ့ကြတဲ့ရုပ်ပုံတော်ကိုပင်သူ့ရဲ့စာအုပ်မှာမြင်နိုင်ပါတယ်။အချုပ်အားဖြင့်ဆိုရတော့အာနာတိန်ပြီးတော့အခါပိုဆိုးလာတဲ့တန်တမန်ရေးချင်းတွေများတယ်မှာမင်းအောင်လည်းဟာရုရှားမှာရောက်ရှိနေတဲ့သူုံရတဲ့သူကိုသူပြန်ခေါ်ပြီးဒဝင့်ကြီးရတို့ပေးခဲ့ပါတယ်။ဒိုးရမှာသူ့ရဲ့လူယုံဟာဒေါင်းတော်မီတန်တမန်ဖြစ်နိုင်တဲ့အရေးသွေးဟာနှစ်ပဲနဲ့၆ပြားပင်မပြေပါ။စေဖို့ပြုံများတန်တမန်ဖြစ်လာတဲ့နှစ်ပေါင်းများစွာမှာမြန်မာနိုင်ငံဟာကဘာလဲမှာရင်မောပွဲဖြစ်ခဲ့ရပြီးတန်တမန်ခင်းချင်းမှာလူရသွန်ခန့်ရသည်ပင်မကြလာသေးပါဘူး။ ဆဲနာတင်းပြီးစကားဆတက်လာပြီးတဲ့နောက်ပိုင်းမှာငကိုအတိုင်းစစ်ဖို့ပြုံများလူရပြောင်းဝင်ကြလျက်လူကြီးစရာစကြောင်းများကိုမရှမ်းမကြောက်တင်သွင်းလာကြပြန်ပါတယ်။ရကူးခါမှာမယောင်းလိုင်ဟာလူကြီးပွဲဖြစ်လောက်အောင်ကြံပေးသူကိုတက်ချစ်နေလောက်တည်တိုင်အောင်ဘီသူများကတော့ထိုတနမန်မျိုးကိုမပြုတ်စေလိုကြပါအဖယ်ကြောင့်ဆိုတော့စကားဆကိုမျက်နှာမရပဲခြေထောက်ရစေတဲ့အဖြစ်မျိုးကိုဒါဘီသူတို့ကလိုရှိတော့ကြောင်းပင်ဖြစ်ပါတယ်။သူဟာနိုင်ငံသားကြီးဒိုးဝင့်ကြီးမဖြစ်လာမီရုရှားနိုင်ငံဆိုင်ရာမြန်မာတမန်ကြီးဖြစ်၂၀၂၂ဇူလိုင်မှ၂၀၂၃စက်တင်ဘာလထိမော်စကိုမှာတာဝန်ထမ်းဆောင်ခဲ့ပေမဲ့ ရုရှားရဲ့နိုင်ငံရေးကိုရေစားမိနိုင်တဲ့ဉာဏ်ရည်ရှိဖို့ဝေးလာပါတယ်။မေအောင်လည်းဟာသူနဲ့ထိုက်တန်တဲ့တာဏမန်များကိုသာရထားတာဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ယူကရိန်းတို့ရဆိုင်ထားတဲ့စရေးကူညီပေးမှုပြန်စတင်ပွဲရှိတယ်လို့ CIA အကြီးကဲပြောဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါတယ်။လက်ရှိသမ္မတဒေါ်နယ်ထရန့်အုပ်ဆောင်တဲ့အမေရိကန်ဆိုရမယူကရိန်းတို့စရေးကူညီပေးမှုတွေရဆိုင်ခဲ့ကြုံတာမကထောက်လိုင်းရေးတင်နဲ့အများဝေမှုကိုရပ်တန့်ခဲ့တယ်လို့ CIA ညွှန်ကြားရေးမှူးကပြောပါတယ်။ငြိမ်းချမ်းရေးတို့ကဆွေးနွေးဖို့အစံတင်ရှိပြီး ထရိုင်းရဲ့ဦးဆောင်မှုနဲ့ငြိမ်းချမ်းရေးရာစဲကျင်တယ်လို့ယူကရိန်းတပ်မတော်ဇာလန်စကီးကထုတ်ပြန်ပြီးတဲ့နောက်သူက Fox သတင်းဌာနကိုခုလိုပြောခဲ့တာဖြစ်ပါတယ်။ယူကရိန်းနိုင်ငံသူစစ်ရေးနဲ့ထောက်လှမ်းရေးကူညီများပေးမှုပြန်လည်ဆက်တင်မယ်လို့လည်း၎င်းကစက်ပြောပါတယ်။ဒေါ်နယ်ထရန့်နဲ့ဇာလန်စကီးကြားအင်ပူတော်တွဲဆုံမှုမှာကတော့ကစားဖြစ်ပွားပြီးတဲ့နောက်ဂျွန်ရက်ကလက်ဖ်က ခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်အမေရိကန်နိုင်ငံကယူကရိန်းရဲ့တပ်ထုရင်းမြစ်တွေရရှိစေမဲ့တပ်ထုသဘောတူညီချက်တရက်ကိုခေါင်းဆောင်တွေကလက်မှတ်မထိုးခဲ့ပါဘူး။အမေရိကန်နိုင်ငံကစစ်ဆင်ညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်ခါ ဇေယျကူညီရဆိုင်ထားမှုကိုရုပ်သိမ်းဖို့ပြန်ဆန်းစားမယ်လို့အိမ်ဘူရောမျိုးသားလုံးချုပ်ရေးချန်ပေမိုက်ဝက်စ်ကပြောပါတယ်။ဆေးစံညီနိုင်ရဲ့စပွဲဝိုင်းတို့လာရောက်ဖို့ဆင်တင်းရှိတယ်လို့ဖော်ပြထားတဲ့ဇာလန်စကေးထားမှာစားတဲ့ဆောင်ကိုလက်ခံရရှိခဲ့တယ်လို့ဒေါ်နယ်ထရန့်ကအင်္ဂါနေ့မှာမူဝါဒမိန့်ခွန်းအတွင်းထည့်ပြောခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့မုံရွာမျိုးထဲမှာထွက်လာတဲ့တံပြားကကနစီကိုကြားပြတ်တိုက်ခိုက်မှုတွင်အကြမ်းမဲ့စစ်တပ်ကဒိုးဘုတ်တဝိုးပါဝင်၁၉နှစ်ကိုတင်ဆောင်ပြီးလက်နက်၁၂လက်တင်ဆက်ရရှိခဲ့ကတံပြားကကနစီကိုမိရှို့ဖျက်ဆီးခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ စကိုင်းတိုင်းမုံရွာမြို့ထဲမှာထွက်လာတဲ့တံပြားကကနစီကိုကြားပြတ်တိုက်ခိုက်ရမှာအချမ်းဘတ်စတက်မှဒူဖို့တူဘဝင်16ဦးတင်ဆောင်ပြီးလက်နက်ဆနက်လက်တင်းစဲရရှိကကနစီကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ချောင်းပိပဲ Defense Force မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။မတ်လ၄ရက်နေ့ညနေ3:30မိနစ်ခန့်မှာမုံရွာမြို့ထဲမှာထွက်လာတဲ့တံပြားကကနစီဟာချောင်းမြို့ကိုဖျက်ပြီးတော့မြင်းမှုဘက်သို့ဦးတည်ထွက်ခွာဆင်တွင်မုံရွာမန္တလေးလမ်းတစ်နေရာမှာတော်လိုင်းဘူပေါင်းမဟာမိတ်တပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထို့ကဲ့သို့တိုက်ခိုက်မှုတွင် အချမ်းမဲ့စက်တပ်ကဒိုးဘို့တော်ဝအပါဝင်စကုန်းနယ်ကိုတည်ဆုံးခဲ့ပြီးဒေါ်လန်ရဲဘော်တော်ကိုမစိုးရင်ရတန်ရာရရှိခဲ့ကြောင်းအဆိုပါတကမ်းမှုတွင်ချောင်းမျိုးပေါ်မှာရှိတဲ့ချမ်းမဲ့စကောင်းစီထိုင်စခန်းဖြစ်တဲ့ဇိုက်ခွင်းရုံးနယ်မြပလဲထိုင်ကိမ်းမှာ120မမလက်နက်ကြီး106ကျိန်ပြုတ်ကူပေးတိုက်ခိုက်ခဲ့ကနာမခါမစတက်လေဒီနဲ့2ကျိန်လေးချောင်းပြုတ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထို့နောက်ချမ်းမဲ့စကောင်းစီတပ်သားများဈေးနှင်းလာတဲ့တံပြားကကာ၂စီအမေ1တနက်လေးလံအမေ3 3လံအမေ11 3လံ G3 တလက် G1 တလက်60မမစိန်မြောင်းတလက် ခြေပေါက်မျိုးစုံ22ပေါက်တင်ဆက်ရရှိခဲ့ကတံပြားကနဲ့စီးဟာမောင်းနှင်များတော့တဲ့ကြောင့်မရှိဖြစ်စေခဲ့တယ်လို့သိရပါတယ်။ကားပေါ်မှာပါလာတဲ့စကွေးတွေထဲမှာထွက်ပြေးတာတွေလည်းရှိတယ်။အရှင်မိတာတော့မရှိပါဘူးလို့ချောင်းပိပဲဒဖန်ဖို့စ်မှာတာဝန်ရှိသူတော်ဦးကပြောဆိုပါတယ်။အဆိုပါတိုင်းခိုင်းမှုကိုချောင်းမျိုးနဲ့ပကဖတိုက်ခိုက်ရတဲ့ဇေယျရှု BDN နဲ့ဗိုလ်တော်ဝင်ထားဆောင်လျက်ရှိတဲ့ရေမားပင်မျိုးနဲ့ပကဖလက်ရုံတက် ULF စစ်ကြောင်း B21 တက်ရင် ရန်နာဘုံချင်းရင်ဘရာသာဘန်ဒူလာဒဖန်ဖို့စ်ဘူတလင် Three Brother Force Screening Special Force 11 Emotion Guerrilla Force စကိုင်းတက်ဆက်ထရဒရုန်းတင်းလို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါတကမ်းမှုတွင်အစားစီမှဆေဖက်ဆိုင်ရာကူညီပေးခဲ့ပြီးရင်းမြစ်လေချောင်းထိုင်မှလေချောင်းခင်းတောင်းမှုတွေကူညီပေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့စတွေ့မှာတခုတည်းရှိတဲ့အမြောက်တက်ကိုစကောင်းစစ်ကခန်းဆဲအခိုင်မှာပြင်ကတန်ချက်ကကရင်တင်အတင့်ပြင်ဆင်ထားကအေးကအလုံးရင်းနဲ့ဝင်တိုင်းမှာကိုစိုးရိမ်နေတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။ဒီတိုင်းပြည်နယ်မျိုးတော်စတွေ့မှာစကောင်းစစ်နဲ့အရခတ်တော်အေးတို့ နပတ်အပြားလန့်လက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်လျက်ရှိတယ်လို့သိရပါတယ်။စကောင်းစရာတန်းတဲ့မူရုံဆိုင်ရာစစ်တွေတန်းတဲ့ရဲ့တခုတည်းသောအမြောက်တပ်ဖြစ်တဲ့အာမတ်တုံးခွန်တုံးကိုနှစ်ထပ်ဖက်ကများတိစောက်ပြီးတော့ခန်းစစ်အခိုင်မာပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါပြင်ဗန်ဒိုလာရိတ်တာတွဲမှာလည်းတန်ချက်ကကနစီကိုရင်တင်အသင့်စုပွက်ထားပြီးခန်းစစ်တွေပြင်ဆင်နေကြကဗျူဟာရေးရင်အုပ်စုများကိုနမဲကန်အနောက်ပိုင်းတိုင်းဆက်တက်နာကြုံစင့်တီတိုးထားတယ်လို့သိရပါတယ်။အေးကဒုံးနဲ့တဲနဲ့ဝင်တိုက်လာမှာကိုစိုးရိမ်နေတယ်။လူဝင်အားတွေလည်းထောက်ချောက်ဖြစ်နေတယ်။ ဒီမနက်ဝါဘိုဘက်ကိုစစ်တပ်ကနှစ်နာရီနီးပါးဒရုန်းတွေတုံးပြီးတိုက်ခိုက်တာတွေရှိတယ်လို့စစ်တွေ့ဒေသခံတအူးကပြောဆိုပါတယ်။စကောင်းစရာစတို့မှရှိတဲ့ဗျူဟာဒုံးခုကိုရွှေမင်းကန်ဘက်သို့ပြောင်းရွှေ့ထားပြီးဘင်လယ်ပြင်မှာရေရင်ကြီးငယ်60နီးပါးနဲ့တက်ပြန့်ထားကယမန်နေ့မတ်လ6ရက်နေ့မနက်9နာရီမှာစလို့ဝါဘိုဂျေးဝါကိုဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စကောင်းစရာဂျောက်ပြုတ်တိုက်ပွဲမှာဖြစ်ခင်ကဂျောက်ပြုတ်မှရှိတဲ့ချီလင်းချင်းမြန်တရင်ဒုံးခုမှစကောင်းစီတပုတ်ဝင်တချို့ကိုစတို့မှရှိတဲ့တရင်များသို့ပို့ဆောင်ထားပြီးတော့ယခုမတ်လတွင်စတို့ကိုစကောင်းစစ်ကလိုအပ်တဲ့ခရမ်းနဲ့ရိတ်ခါများ လူဝင်အားများကိုရေချောင်းနဲ့လေချောင်းမှတဆင့်ပို့ဆောင်နေတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့တောင်တွင်ကြီးနဲ့အုပ်ဖို့မှာလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးနေတဲ့အုပ်ချုပ်ရေးမှူးနှုတ်ဖြစ်ခက်ခက်ရပြီးနှုတ်စလုံးတည်ဆုံးကကားတစ်စီးတင်ဆက်ရရှိတယ်ဆိုတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။ဘကိုးတိုင်အုပ်ဖို့မြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးငွေညှင့်နေတဲ့အုပ်ချုပ်ရေးမှူးမြင်းဦးကိုဖြစ်ခက်တက်ခက်ရမှာတည်ဆုံးခဲ့ပြီးတော့ဖောကားတစ်စီးကိုတင်ဆက်ရရှိခဲ့တယ်လို့တာဝေခရိုင် PDF မှာတာဝန်ရှိသူတဦးကပြောပါတယ်။မတ်လ6ရက်နေ့မွန်လွယ်3နာရီခန့်မှာ အဖို့မျိုးနဲ့ဒါလေးကဂျေးဝါကိုချုပ်ရင်မှုမြင်ဟာဖော်ကားနဲ့လဲတဲ့သူမောင်းနေလာစဉ်တွင်ဒါယရီကန်တရင်မှတ်3800တက်ခွဲငါဂျိုးပင်ကောက်ဟီရိုပျောက်ကြားတက်ဖွဲမှာတော်လိုင်းရေပေါ်များကဖြစ်ခဲ့တခိုက်ရမှာပေါ်ချင်းပြီးတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်ဖြစ်ခဲ့တခိုက်မှုတွေမှာမြင်ဟာနေရာမှာတင်ပေါ်ချင်းပြီးတည်ဆုံးသွားပြီးဖော်ကားတစ်စင်းနဲ့ဖုန်းတစ်လုံးတင်ဆက်ရရှိခဲ့ကြောင်းမြင်ဟာရဲရွာတွင်လူငယ်များကိုပေါ်တာဆော့ရဖမ်းဆီးရမှာအုဆောင်ပါဝင်သူဖြစ်ပြီးအကြမ်းမဲ့စစ်တပ်နဲ့ပူးပေါင်းပြီးခွန်ဆက်ကြီးများတရားဓမ္မကောက်ခံနေသူဖြစ်ကြောင်းဒါပြင်ရဲရွာတွင်လူငယ်များရှိတဲ့နေအများထပ်မှာစစ်မှုတန်းကြီးကောက်ခံရန် ။အောဘုံမြို့နယ်ရဲစခန်းတို့တွားရောက်တိုက်တွန်းနေခြင်းတို့ကြောင့်ပြက်ကတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မြင်းဦးက PDR တွေကိုဝေယူဆိုင်ချမလို့ခွေးလေခွေးလွန်းတွေဆိုပြီးစိန်ခေါ်နေတဲ့ပြင် PDR ကိုအားပေးထောက်ခံသူတွေလို့ဆွဆွဲပြီးပြည်သူတွေကိုဖမ်းခိုင်းပါတယ်။စစ်မှုထမ်းရမယ့်ယောက်ျားတွေရှိတဲ့အိမ်ဆိုရင်ဒေအိမ်ကိုတုံသိမ်းပေးဖို့တင်းကြပ်ထောင်းနေ။မြင်းဦးကိုရှင်းဖို့ဒေါ်လန်ရဲဘော်တွေကတဝိန်ကိုသွားလမ်းမှာဖော်ကားမောင်းလာတာကိုတွေ့ပြီးလိုက်ပစ်တာပြက်ကတ်ခံရတော့မြင်းဦးကကားကိုထားခဲ့ပြီးလဲတဲ့ထွက်အပြေးမှာပြက်ကတ်ဖမ်းဆီးရင်းနဲ့ဒေဆုံးသွားတာလို့တာရီခန် PDR မှာတဝိန်ရှိသူတို့ကပြောပါတယ်။ ဆက်လက်ပြီးတော့စည်ရဲမြင့်တင်လှူရှားမှုတွေဆောင်ရွက်မှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့ချမ်းဘက်စစ်တပ်ဖြူစော်တီများနဲ့၎င်းတို့ရဲ့ထောက်တိုက်များကိုရှောင်ရှားသွားလာနေထိုင်ကြပါရန်နဲ့ဇယနာရှင်အမြဲပြတ်တဲ့သည့်ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းဒါယာဝီကန်တရဲမှတ်3800တက်ခွဲကဂျိုးဝင်းကောက်ဟီရိုပြောကြားတဲ့ဘက်ကတီးပေးပြောဆိုတာပါလိမ့်။ဒါပြေမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာပြည်သူများထမစမှုတန်းချေဒင်ရမကောက်ခန့်နေတဲ့အုပ်ချုပ်ရေးမှုဝန်တန်းကိုပြစ်ခတ်တိုက်ခိုက်ရမှာသိဆုံးခဲ့တယ်လို့မကွေးထောက်ကြတဲ့ဘက်တာဝန်ခံကိုကန်ချင်းမောင်ကပြောပါလိမ့်။ယမန်နေ့မတ်လ6ရက်နေ့မွန်လွဲ3နာရီ30မိနစ်ခန့်မှာ ။ဒေါင်တွင်ကြီးမျိုးနယ်ခန်းကြီးကုန်းကြီးဝါကိုချုပ်ရင်မှုဝန်တန်းကိုဒေါ်လန်ရီတပ်ဖွဲ့များက၎င်းနေအိမ်တွင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတနက်ကြီးလေးချက်ထိမှန်ပြီးပေါ်ချင်းပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့အုပ်ချုပ်ရင်မှုဝန်တန်းဟာဖြီသူလူတို့ပေါ်စစ်မှုတန်းကြီးများလားစိတ်ငွေချက်၃တောင်းအထက်မှကောက်ခံခြင်း၊လေဆင်းမီတာကားများထောင်းခံခြင်းနဲ့လမ်းဖွင့်ပြိုရေးငွေများကိုဂျမ်းမဲ့စစ်တပ်နဲ့ပေါင်းစားနေခြင်းများကြောင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါတကမှုကိုငွေပြောက်ကြတဲ့ဘက်နဲ့ငကားမင်းပြည်သူကားွယ်ရေးဖွဲ့တောင်းတွင်ကြီးတို့ကပူးပေါင်းလုဆောင်ခဲ့တယ်လို့သိရပါတယ်။ ဓာပြန်ဆိုပါတည်ဆုံသွားတဲ့စစ်တပ်ကအုပ်ချုပ်ရေးမှုဝန်ထမ်းစိုးတူနဲ့ပတ်သက်တဲ့ချက်လက်များကိုရရှိထားတာကြောင့်စစ်တပ်ထောက်ထိုက်များအနေနဲ့ပြည်သူ့ကားွယ်တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းကြရန်အတိပေးနှိုးဆော်ထားကြောင်းမာမိတ်တပ်ဖွဲ့ဝင်များကလည်းဆန္ဒရှင်ကြာဆုံးတီတီတိုက်ခိုက်ချင်းမုံတော့မှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြရန်ကိုကန်ချင်းမောင်ကပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးနေနားဆင်ခဲ့တဲ့တရင်မြတ်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတဲ့တရင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။